ကဲညာသာလေးတွေညာသာလေးတွေရမယ်ဒါကဟင်းကုတ်ပွင့်ညာမှာရပါတယ်ဟင်းကုတ်ပွင့်ဟင်းကုတ်ပွင့်ဟင်းကုတ်ပွင့်လေးတွေပါဟင်းကုတ်ပွင့်လေးတွေပါဒါအဲဒါကတော့တည့်ရတိကြတည့်ရတိကိုဖလီပြီးတော့၆လန်းလာတဲ့ဟာလေးတွေအဲအညာစာတွေအညာစာတွေတည်လာတဲ့အမေမဆန်းပါလို့မဆန်းမဆန်းเนาะပါပါသေးတယ်ဒီမှာထပ်ပြီးတော့ ကဲဒါကတော့ကျွန်တော်တို့အညာမှာဖျဲသည်ဖျဲသည်ဖျဲသည်ကိုမှကျွန်တော်တို့နုနုလေးတွေပေါ့နုနုလေးတွေကိုကျွန်တော်တို့ပြုတ်ပြီးတော့တို့စားကြတယ်တချို့ကြတယ်တုပ်စားကြတယ်ဒါဒါကြက်သွန်ခင်းပေါ့အညာကြက်သွန်ခင်းနေရနေတွေ့တယ်ဖျဲသည်လေးတွေပါနော်ဒါတော့တိတ်မသိကြဘူးထင်တယ်နော်အညာသူညာသားဆိုရင်တော့သိပါတယ်ဒါကစစ်သည်နော်ဟိုကျွန်တော်တို့ငပိလေးနဲ့ဟိုအကျော်အချောက်လေး ငပိလိမ္မာကျော်လေးနဲ့ကျော်စားရင်အရင်ကောင်းတယ်ပြီးတော့တချို့ကြတယ်အမဲသားနဲ့အမဲကြောက်ပေါ့အမဲကြောက်နဲ့ချက်စားတို့ဒါကတော့အညာရှောက်သည်နော်ရှောက်သည်ကဲအဲ့ဒါအပြင်နောက်ထပ်ဒါတချို့အများစုမသိကြတဲ့ဟာလေးရှိတယ်နော်အခုတော့ချက်ထားတာနော်ပါလာတဲ့ဟာလေးနော်ဒါကတော့တချို့ရေးတိလာတော့မသိဘူးအနည်းပါနော်ထိုင်းရေးတောက်တယ်ဆိုရင်တော့သိကြမယ်ထိုင်းရေးတောက်တယ်ထိုင်းရေးကိုထိုင်းရေးကဖြစ်အောင်မူးတဲ့ဟာကိုကစောဖောက်တဲ့ဟာခေါ်တာပေါ့နော်အဲ့ဒါကို ျွန်တော်တို့အနေလို့ခေါ်တာပါနော်တော်တော်စားလို့ကောင်းပါလေအနေနော်စားဖို့ရလို့ဆိုရင်တော့ရမ်းကြိုက်ကြတယ်နော်ကဲညာစာလေးတွေညာစာလေးတွေနော်ညာစာလေးတွေမဆန်းစုထားတာတို့မနော်ဒါကတော့ကျွန်တော်တို့ဟွာပေါ့မကြီးရက်နော်ညာမှာကျွန်တော်တို့ဒီချိန်ဆိုရင်ဟိုမကြီးရက်တွေလှိုင်းလိုက်မကြီးရက်တွေကျွန်တော်တို့ဟိုမကြီးဘူးမကြီးပွင့်နေပွင့်ဟိုမကြီး မကြီးရွက်တွေဖြစ်နေပြီပေါ့နော်အဲ့ဒါကိုအနုလေးတွေကိုခူးပြီးတော့ခြင်ထည့်ထားတာနော်အဲ့တော့ခြင်ထည့်ထားပြီးကောင်းကောင်းသိပ်စားထားရင်ကျွန်တော်တို့အကြာကြီးခံတယ်မကြီးရွက်နော်ဒါကတော့ညာစာလေးတွေပါပဲဒါလည်းမကြီးဘူးလေးတွေဒါကကျွန်တော်တို့ထန်းသီးခြင်းနော်ထန်းသီးကျွန်တော်တို့ထမ်းမြန်ရဒီချိန်ထန်းသီးသီးတဲ့ထန်းသီးတွေကနေထုတ်ထားတဲ့ထန်းသီးလေးတွေကိုကျွန်တော်တို့ခြင်ထည့်ထားနော်ခြင်ထည့်ပြီးတော့ချက်စားကြောစားပေါ့နော်ကြောစားကြတယ်အများကြီးပါလို့နော် ဒါကတော့ကျွန်တော်တို့ဟိုပါလေပါလေကျွန်တော်တို့ပဲပတ်နော်ပဲစီပေါ့အခုပဲစီကြိတ်လိုက်ရင်ပဲပတ်ထဲကထွက်ဟိုပဲပဲပဲစီဇက်ထဲကနေထွက်လာတဲ့ပဲပတ်ပေါ့အဓိကတော့ပဲပတ်ကိုကျွန်တော်တို့ဘာလုပ်မှလဲဆိုတော့ပဲပတ်ချင်လုံးနော်ဒါတော့ပဲပတ်ချင်လုံးပါပါဒါလေးတွေအကုန်လုံးဒါအညာသားလေးတွေပေါ့နော်စမ်းအညာသားလေးတွေနော်အဲအညာသားရရင်ပျော်နေတဲ့မစမ်းသူကအဲ့လိုပဲအညာပြန်နေအညာသားတွေတဲတဲ့အမ်